Hello အားလုံးပဲမင်္ဂလာပါညီကိုတို့အာကျွန်တော်တို့ဒီနေ့28ရက်6လ2025တွင်နေ့နေ့အတွက်ပွဲတွေကိုတုံးသက်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော် Best Try for Football Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကတော့ကျွန်တော်တို့သိအဆင်မပြေခဲ့ဘူးပေါ့လေနော်အဲ့တော့ဒီနေ့ကျွန်တော်နည်းနည်းအားထည့်ထားပါတယ်အကောင်းဆုံးထင်တဲ့ပွဲတွေကိုရွေးထုတ်ပေးထားပါတယ်ထုံးစံတိုင်းမဲ့နောက်ဆုံးမှကျွန်တော်တို့အကြိုက်ဆုံးနှပွဲကိုကျွန်တော်တို့တုံးသက်တင်ပြသွားမှာဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်တို့မောင်းတွဲလေးလေး ီနေ့တက်နိုင်မြရွေးပေးထားပါတယ်ပေါ်တော်တို့ဟုတ်ကဲ့ကျွန်တော်ပထမဆုံးအသင်းနေနဲ့ဘာဖြစ်မလဲဆိုတာစက်ကြည့်လိုက်အောင်ကျွန်တော်ကျွန်တော်ဒီနေ့အတွက်အကောင်းဆုံးရွေးချယ်ထားတဲ့ဟာကတော့နယူကာဆင်နဲ့အာဆင်နယ်အဲဒီနေ့အတွက်အကောင်းဆုံးပွဲတစ်ပွဲပေါ့လေနော်နယူကာဆင်နဲ့အာဆင်နယ်မှာကျွန်တော်အာဆင်နယ်ကနေအခုပေါက်ကြီးအနေနဲ့ဆိုညနေပေါက်ကြီးပေါ့လေညနေပေါက်ကြီးအနေနဲ့ဆို level 90ရှုံးထီတက်သွားတယ်ဂိုးပေါင်းအနေနဲ့နှလုံး90ရှုံးမဲ့ရက်နေတယ် ဲ့ကြောင့်ကျွန်တော်တို့လွန်ခဲ့တဲ့ပြီးခဲ့တဲ့ခေါက်ကဒီကာဆယ်ကဘာစီနဲ့ကန်တော့တောင်မှ level ဆွန်းဆွန်းပဲရှုံးပေးခဲ့တယ်။ကျန်တဲ့ဘာစီကကြီးကျော်ပေးခဲ့ပေါ့လေနော်။အဲကာဆယ်ကွင်းမှာပဲ။ဒါမဲ့ဘာစီက2-1နဲ့နိုင်သွားတယ်။အခုတရားမှာလည်းအာဆင်နယ်ကကြီးကျော်ဖွင့်လို့မှနည်းနည်းလေးပြင်းနေလို့တော့ကျွန်တော်ထင်တယ်။ကိုဘောင်ကတော့နည်းနည်းလေးနှလုံး90ရှုံးဆိုတဲ့အနေထားမှာတစ်ဖက်တည်းရပဲဘိုးသိမ်းမယ်ကတ်သိမ်းမယ်အဲ့လိုမျိုး1-0 အတူစီတလောက်ပဲလို့လည်းထင်တယ်။အဲကြောင့်ဒီအချိန်နေမှာကျွန်တော်တို့ဆုံးဖြတ်ရမယ်ဆိုလို့ရှိရင်ဘယ်အသင်းကကောင်းနိုင်မလဲဆိုကျွန်တော်တို့အားလုံးဒီရတယ်မယ်တိုက်တဲ့ race မှာလည်းမနီယာလီဗာပူးရှုံးထားတဲ့အချိန်မှာကျွန်တော်အာဆင်နယ်နဲ့ဒီလီဗာပူးကမှအမှန်မကွာဘူးကဒီဘောကိုအာဆင်နယ်ကနိုင်ဖို့လိုအပ်တယ်။အဲ့ဒီတော့ကျွန်တော်ကအာဆင်နယ်အနိုင်ခံမယ်လို့ထင်တယ်။အဲ့တော့ဒီပေါကြီးအနေထားနဲ့ဒီခြေသွမ်းအနေထားရကျွန်တော်အာဆင်နယ်ကိုဗိုလ်ကြိုက်တယ် ကြောင့်ဒီနေ့တော့ရွေးချယ်မှုကအာဆင်နယ်ပေါ်ပြီးဖြစ်တယ်။နောက်တစ်ဒင်းအနေနဲ့ကျွန်တော်တို့ကအာအက်စတရိုမီလာနဲ့ဖူဟန်ကိုရွေးချယ်ထားတာဖြစ်တယ်။အက်စတရိုမီလာနဲ့ဖူဟန်မှာကျွန်တော်တို့ကအက်စတရိုမီလာကနေပြီးတော့မှ level 50ရှုံးပေါက်ထားတယ်။အဲဂိုးပေါင်းအနေနဲ့ကကျွန်တော်အဲနှလုံး60နိုင်နဲ့ပိတ်ထားတယ်။အဲ့ဒီအချိန်ဒီမှာကျွန်တော်အက်စထရိုမီလာကလည်းဒီချိန်ထောက်လျှောက်ထောက်လျှောက်အဲပွဲစဉ်တွေအားဒီမှာ အဲဒီပရီးမီးယားလိုင်းမှာတိတ်အဆင်မပြေခဲ့ဘူးပေါ့လေနော်အဲလွန်ခဲ့တဲ့အပတ်ကပဲစကိုသူကိုတွင်းခဲ့တော့လွန်ခဲ့တဲ့ EFL ကကစတွင်းခဲ့တယ်ဒါပေမဲ့ဒီကျွန်တော်တို့ဒီဟိုမှာယူပါလိမှာအဲဘိုနိုဘလော့နာကိုအစောဆုံးယူဝါစီနဲ့ပဲဒါနဲ့ပဲကျင်တတ်ခဲ့ပြီးဒီမှာနိုင်ပွဲစရာခဲ့တယ်အဲကျတော့ဒီမှာစဉ်းစားစရာချက်ကျွန်တော်ပရီးမီးယားလိင်မှာလည်းဒီမှာနိုင်ပွဲစရာနိုင်ပွဲရနိုင်မလားစဉ်းစားကြည့်မှာကျွန်တော်တို့ကအက်စတရိုမီလာနဲ့ဖူဟောင်ကြီးတဲ့အချိန်မှာ ဖူဟာလည်းခြေအခုဒီလက်ရှိမှာခြေကမဆိုးဘူးဗျအဲခြေနေတွေကသူ့အဝေးကွင်းနေနေအဲအိမ်ကွင်းနေနေခြေလေးကတော့မဆိုးဘူးလို့ပြောရမယ်ဖူဟာသူ့နိုင်နေနဲ့နိုင်နေနိုင်ဖို့လိုအပ်တဲ့ပွဲလေးမှာသူနိုင်ထားတယ်အဲ့လိုမျိုးအနေထားမှာကျွန်တော်ကဖူဟာအနည်းဆုံးတော့မရှုံးနိုင်ဘူးလို့ထင်တယ်အဲ့တော့ကျွန်တော်ဒီနေ့အတွက်ရွေးချယ်မှုကကျွန်တော်ဖူဟာဝယ်ရွေးထားတယ်ဟုတ်ကဲ့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကအဲဖလက်ကာလုံးနဲ့စီဗီလာကိုရွေးခြင်းနဲ့ ဒီကောင်လေးကတော့နည်းနည်း risk များမယ်လို့တော့ထင်တယ်အဲဘလကာနူကနေ level 80ရှုံးတိပေါက်ထားတဲ့နှလုံး90ရှုံးပေးထားတဲ့ကိုပေါက်အနေနဲ့အဲကြတော့ကျွန်တော်တို့ဒီအချိန်မှာကြည့်ရမှာပြီးခဲ့ခါမှာ CB လာဘီလာရီယန်နဲ့21နဲ့ရှုံးလာခဲ့တယ်ပေါ့လေအိမ်ဝဲမှာနော်အဲတော့လည်းခြေသွန်းလေးကမစိုးဘူးဗလကာနူအနေထားမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဗလကာနူကအဲပြီးခဲ့တဲ့ပွဲအဲဗလကာနူကပါနဲ့ ပြီးကြတော့အတလတူကိုနဲ့လည်းဝေးကွန်းတော့တူစုကိုရှူရှူခဲ့တယ်ပေါ့လေနော်သူအိမ်ဝင်းခြေစွမ်းလေးရဆက်တာပြီးကိုဝမ်းတော့ကြတာတယ်ဘာစီကိုဝမ်းတော့ကန်ထားတဲ့ခြေစွမ်းရတော့ဘလကနူကလည်းမစိုးဘူးဒါပေမဲ့လို့ကျွန်တော်တို့စီဗီလာကိုပြန်ပြန်ကြည့်တဲ့အခါမှာစီဗီလာ9မှတ်ဘလကနူက9မှတ်အဲနောက်တန်းလေးနည်းနည်းဘလကနူပွင့်တယ်လို့သုံးတက်လို့ရတယ်ပွဲသိမ်းရှင်လေးကအဲဒီတွေ့ဆုံမှု ဒီမှာကြည်လိုက်လို့ရှင်လဲဖလက်ကားတို့ကကျွန်တော်တို့အမ်ငါးဘွဲ overall ပေါ့လေနော် overall ကျွန်တော်တို့23ဘွဲလွယ်ခဲ့အချိန်မှာဖလက်ကားတို့ကငါးဘွဲနိုင်တယ် similar 15ဘွဲနိုင်ထားတယ်ဒေါ်ကြတာကကျွန်တော်တို့10ဘွဲရှိတယ်နောက်ဆုံးတွေ့ဆုံမှု9ဘွဲမှာတော့ similar နှစ်ချိန်နိုင်ထားတယ်ဒေါ်ကြတာ3ဘွဲရှိတယ်အဲ့တော့ကျွန်တော်ကဒီနေ့ဘွဲကြေကျော်မှုရောအမ်အလုံးစဉ်းစားပြီးတဲ့အချိန်မှာကျွန်တော် similar body ကို body တို့အတွက်ရွေးချယ်ခြင်းနဲ့ similar body ကောင်းလိမ့်မယ်လို့လည်းအကျိုးမြတ်ရလိမ့်မယ်လို့လည်းထင်တယ်။အဲ့တော့ similar body ရွေးခြင်းနဲ့နောက်တစ်ခုအနေနဲ့ကျွန်တော်ကိုလုံးနဲ့ sugar ပွဲကိုလုံးနဲ့ sugar ပွဲမှာမှာကိုလုံးကနေပြီးတော့မှကျွန်တော်တို့ level အဲ sugar ကနေပြီးတော့မှက level 30ရှုံးမနဲ့ကြီးကျော်အောင်ဖွင့်လိုက်တာ။ဒါပေမဲ့ကျွန်တော်အခုလက်ရှိညနေပိုင်းရောက်တဲ့အချိန်မှာဒေကြီးတွေကြာသွားတယ် အဲဒဲဂျီရီကြတော့အချိန်မှာဂိုးပေါင်းကလည်း၃လုံး40ရှုံးကနေ3တဟီထိကြသွားခဲ့တယ်ဗောလေနော်အဲ့တော့ကျွန်တော်တို့ကဒီပြီးခဲ့တဲ့ပွဲအချိန်တွေပြန်ကြည့်ကြမယ်ဆိုလို့ရှိရင်ကိုလုံးက Leipzig အင်ကုန်တွားကံဘလုံးမှာ3-1နဲ့ရှုံးထားတယ်အဲ Stuttgart ကတော့ဒါ Cedarvigo နဲ့음ကံခဲ့ရတဲ့အချိန်မှာကျွန်တော်2-1နဲ့နိုင်လာခဲ့ အဲ့တော့ဒီပြည်တွင်းလီမှာဆိုလို့ရှိရင်စိန့်ပေါ်လီနဲ့ကန်ပြီးစတူကအင်ကွင်းမှာ2-0နဲ့နိုင်ထားတဲ့အဝေးကွင်းမှာဆိုရင် prime ဘက်ကို2-1နဲ့ရှုံးထားခဲ့တယ်။အဲကိုလုံးကအင်ကွင်းဆိုရင်တော့နည်းနည်းလေးမစိုးဘူးလို့ပြောလို့ရတယ်။အင်ကွင်းခြေစွမ်းလေးတော့ကောင်းတယ်။အင်ကွင်းခြေစွမ်းမှာကျွန်တော်တို့အဲခြေစွမ်းနေတာကိုလုံးက9မှတ်စတူကက6မှတ်ရှိတယ်။အင်ကွင်းခြေစွမ်းအနေနဲ့လည်းမစိုးဘူးလို့ပြောလို့ရတယ်။တွေးဆုံမှုဇာတ်မှာလည်းကျွန်တော်တို့ကကိုလုံးက10ပွဲနိုင်တယ်။အဲ စလူကဆန်ပွဲဆန်ပွဲကဒရော့ကျထားတဲ့အချိန်လေးရှိရပေါ့လေဒါမဲ့ဒီနေ့ကိုလုံးဝင်ကွင်းကွင်းမှာကိုလုံးမရှုံးဘူးလို့တော့ထင်တယ် level ကြီးကျော်ဖွင့်လှစ်မှုရောကြီးနေနေထားရော ကိုလုံးလုံးဝမရှုံးနိုင်ဘူးအဲ့ကြောင့်ကျွန်တော်ကိုလုံး body ကိုထပ်ရွေးထားတယ်နောက်တစ်ပွဲအနေနဲ့ကကျွန်တော် night scene နဲ့ paris fc ကိုရွေးထားတယ် night ကနေပြီးတော့မှတည်ရှုံးပေးထားတယ်ကိုပေါင်းအနေနဲ့က၃လုံး 30နိုင်နဲ့ပြန်ပိတ်ထားတယ်။အဲ့ကြောဒီဘွဲမှာလေကျွန်တော်တို့က night ကလုံခဲ့တဲ့ဘက်ကရိုမာနဲ့ယူပါလိမှာကျွန်တော်တို့ကတ်ဆုံးခဲ့တဲ့1 2နဲ့ပေါ့လေနော်1 2နဲ့ရှုံးခဲ့တယ်။ဒါတော့မှကျွန်တော်တို့အနီကတော့မပါခဲ့ဘူးပေါ့လေနော်1 2နဲ့ရှုံးထားတယ်။အဲ့ဒီအနေထားမှာကျွန်တော်တို့ဒီ Paris ကလည်းဒီအဝေးခွင်းဆိုလို့ရှိရင်သူကနည်းနည်းလေးခြေတော့မကောင်းတာတော့တွေ့ရတယ်။ဒါပေမဲ့သူကလည်းကိုယ်ပွဲတိုင်းပွဲတိုင်းမှာဂိုးတွင်းထားတယ်အသိမဲ့ပြ ပေါ်ဒီလို short တွက်လို့မရတဲ့အသေးဒါပေမဲ့ကျွန်တော်ကဒီပွဲမှာ night scene နဲ့ berry မှာကျွန်တော် ancient arthas ရက်ကိုအားကိုးပြီးတော့ night scene ဒီပွဲမှာမရှုံးမှုလို့ထင်တယ်အဲကျွန်တော် night scene body ကိုရွေးထားတယ်ကျွန်တော်ဒီနေ့အတွက်29ရက်28ရက်6လ2025အတွက်အကောင်းဆုံးနှစ်ပွဲကိုရွေးထုတ်ပေးသွားမယ်အဲ့ဒီနှစ်ပွဲကဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ကအာဆင်နယ်နဲ့နိုက်စီပွဲဖြစ်တယ် အဲကြတော့ကျွန်တော်ကဒီနေ့အတွက်အကောင်းဆုံးပွဲနှစ်ပွဲဟာအာဆင်နယ်ဘော်ရီနိုက်စီဘော်ရီကိုရွေးထုတ်ပေးထားတယ်။လုံးဝလည်းဒီနေ့အတွက်အောင်မြင်မယ်လို့ထင်နေအကုန်လုံးပြန်ယူကြမယ်နှစ်ဆ။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော် Virtual World Forward Channel ကနေကျေးဇူးတင်ပါတယ်။ကျွန်တော် Channel ကိုနားထောင်ပြီးအကျိုးစုံတရားဖြစ်ထွန်းနေဆိုလို့ရှိရင်ကျွန်တော် Channel ကို Like and Subscribe လုပ်လို့ရပါတယ်။ကျေးဇူးတင်